ိုင်းရှာရမယ်လေပါတယ်နောက်ဒီဇင်မာလာလဲမှာကျွန်တော်ဒါမင်္ဂလာပွဲလေးရှိပါတယ်မင်္ဂလာဆောင်တော့မယ်ဆိုကိုမိသားစုစုဖန်တီးရတော့မယ်ဆိုတော့အဲ့ဒီအတွက်လဲအလုပ်တွေအရင်အတက်စားရင်ပို့ပြီးတော့ဟိုစူးစမ်းလုပ်ဖြစ်တာပေါ့တယောက်တည်းနေလို့လားဘလူဘဲနေနေလို့ရကျွန်တော်ကိုကိုအိမ်အောင်ပြုပြီဆိုရင်ကိုယူတဲ့အမျိုးသမီးကိုဒါကိုရဲ့အဲအိမ်တော့ယောက်ျားတယောက်နေလဲဒါသူ့ဟိုရှာကြွေးရမယ့်တာဝန်တွေဝတ်တရားရှိပါပြီဆိုတော့ဒါကတော့ကိုကျူးစာမှာပေါ့ဘာမှမရှိဘူးသူတို့ဘက်ကဘာမှမတောင်းဘူးဘာမှမရှိဘူး ဟိုဘာမှဟိုတောင်းစုထားတာမရှိဘူးအဲအရင်လဲသူတို့မိသားစုတွေဆိုကိုယ်တကယ်တားရင်တယောက်လို့ဒါသူရင်တယောက်လို့ဒါသူတို့တမိသားစုတမိတို့ကချစ်ပေးကြတယ်သူတကယ်ယေရှုတင်ပါလေနော်အဲရမ်းရင်ခုန်တယ်ကိုကတော့အများကြီးပြင်ဆင်ထားပါတယ်ကြိုးစားထားပါတယ်ဒါမဲ့လည်းဟိုဘောနော်ဟိုဘယ်လိုပြောမလဲဟိုကိုမင်္ဂလာဆောင်မှာတော့လိုအပ်ချက်တွေလည်းရှိကောင်းရှိပါလိမ့်မယ်ကိုကတော့တက်နိုင်ပြီးတော့ကြိုးစားထားပါတယ်ဟုတ် ီဘက်မှာပွဲစီစဉ်နေတဲ့ဒါဆုလို့နေရတဲ့အရင်ကအရန်မောင်နှမလို့ခင်တော့သူတို့ကလည်းခေါ်တော့အမသူတို့ဒီဆိုင်လေးဖွင့်ပွဲသူတို့ကစီစဉ်ပေးနေတာပေါ့အဲ့ဒါနဲ့ခေါ်တော့ဒီမှာမက်အီလို့ပေါ့နော်ဒီဖောင်နာဖြစ်တဲ့မက်အီလို့နဲ့ခင်တော့ပါဝင်ပြပေးတာပါဒါကတော့ဒီမန္တလေးမြို့ရဲ့34လမ်းနဲ့83 84လမ်းမှာရှိတယ်ကျွန်တော်လူကြီးလူငယ်ကြားမမရွေးအထယ်တွေကအစကျွန်တော်တို့ဒါ cosmetic တွေ fancy တွေအုတ်ထုတ်တွေအိမ်တွေနောက်လွယ်အိတ်တွေအဲဒီဒီကျွန်တော်အောင်ပြေဆုံးရောက်လာမယ်ဆိုရင်ကိုလိုချင်းပစ္စည်းလူ3000ပစ္စည်းအကုန်လုံးရလဲပြီးတော့ ဟိုလာကြည့်လိုက်ပါဈေးကအရန်တန်တယ်ပစ္စည်းတွေအရန်ဆန်းဈေးကအရန်တန်ကြီးလက်လီလက်ကားလေးရတယ်နောက်သူကငကိုလေးရတယ် live မှာဆိုလက်ဆောင်လေးအများကြီးပေးပြီးတော့ဒါအောင်မြင်ခဲ့တဲ့အောင်ပြေဆိုဖြစ်တယ်ဒီနေ့မှဆိုရင်တကယ်ဖျားဖို့ပြဖို့အတွက်ကျွန်တော်တို့ဒီခုံလေးတွေပေါ့နော်အကုန်လုံးကိုလက်ဆောင်ပေးတာလဲအရန်ကောင်းတဲ့အဆီဇင်လေးပါဟုတ် accessory လေးအများကြီးပဲเนาะဟုတ်တယ်ဟုတ်တယ်အများကြီးများရုပ်တွေအစဟိုဘယ်လိုပြောမလဲလွယ်ကြီးတွေအစုံဒီဇိုင်းကတော်တော် ဟိုကျွန်တော်ကခုနကတည်းကတော်တော်မိုက်တယ်လွယ်အေးကျွန်တော်တို့ကြိုက်တဲ့အဲ့လွယ်အေးဒီဘေးဆောင်လွယ်အေးလေးဆိုခစ်ပေါ်ပေါ်တော့အခုယောက်ျားလေးလွယ်တဲ့ဘေးဆောင်အိတ်လေးလိုပုံစံလွယ်အေးလေးအများကြီးပဲဟုတ်အများကြီးရှာရတော့မယ်လေအဲဒါတော့ဒီလိုပါပဲကိုကတယောက်တည်းမဟုတ်ဟိုတော့ဒီနောက်ပိုင်းဆိုကျွန်တော်ဒီဟိုပေါ့နော်ဒီအားလုံးနဲ့တည်ပါတယ်တော့ဒီဇင်မာလာလဲမှာကျွန်တော်ဒါမင်္ဂလာပွဲလေးရှိပါတယ်အဲ့ဒီမင်္ဂလာပွဲလေးဒါအရင်လေးကကြူပြောတာဆိုဒီမင်္ဂလာပွဲလေး အာမာမင်္ဂလာဆောင်တော့မယ်ဆိုကိုမိသားစုစုဖန်တီးရတော့မယ်ဆိုတော့အဲ့ဒီအတွက်လည်းကိုအလုပ်တွေအရင်အတက်ဆိုင်ပို့ပြီးတော့ဟိုစူးစမ်းလုပ်ဖြစ်တာမဟုတ်ဘူးအဓိကတော့မင်္ဂလာဆောင်မှုပဲအဲအဲ့လိုအဲ့လိုကိုမိသားစုစုတည်ထောင်တော့မယ်ဆိုရင်ကိုတယောက်တည်းဆိုရင်တော့ကိုအာဘိုးဘောင်တယောက်တည်းနေလို့လားဘယ်လိုပဲနေနေလို့ရတယ်ကျွန်တော်ကိုကိုအိမ်အောင်ပြုတ်ပြီဆိုရင်ကိုယူတဲ့အမျိုးသမီးကိုဒါကိုရဲ့ အဲအိမ်နောက်ယောက်ျားတယောက်အနေနဲ့ဒါသူ့ဟိုရှာကျွေးရမယ့်တာဝန်တွေဝတ်တရားရှိပါပြီဆိုတော့ဒါကတော့ကိုကျူးစားမှာပေါ့ခေါ့ဘာမှမရှိဘူးသူတို့ဘက်ကဘာမှမတောင်းဘူးဘာမှမရှိဘူးโอ้ป้าหมาตองตุลาดาไม่ရှိဘူးအဲအရင်လဲသူတို့မိသားစုတွေဆိုကိုယ်တကယ်ตายရင်တယောက်တို့ဒါသူရင်တယောက်တို့ဒါသူတို့တမိသားစုတမိတို့ကချစ်ပြီးကြတယ်တကယ်ယေရှုတင်ပါလေဟုတ် တမီးရကျွေးမှပြေဟုတ်တယ်အဲ့လိုပေါ့အဲ့လိုဟုတ်တယ်အဲ့လိုဖြစ်နေတာဆိုကျွန်တော်အမေဆိုသူ့အရန်ချစ်တယ်သူ့အမေလည်းကျွန်တော်တို့ကျွန်တော်ဆိုအရန်ဟို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 ကျွန်တော်နဲ့ဆိုအရန်တဘောဆိုကျွန်တော်အရန်ချစ်တယ်ဆိုတော့သူ့အမေလည်းကျွန်တော်အမေလိုပဲအဲကျွန်တော်အမေရတယ်သူ့အမေလိုပဲဖြစ်တော့ခုနလိုပေါ့နော်ဒါဟို တမက်ကတားဖြစ်ချိမကတမီဖြစ်ဆိုအဲ့လိုအဲ့လိုစကားအပုံလေးရယ်ကောင်းပါတယ်တကယ်တော့အဲ့လိုမျိုးမိသားစုတစုတစုမှာကိုယ့်ရဲ့ဟိုဘက်ဆွေမျိုးဒီဘက်ဆွေမျိုးနဲ့တင်းတင်းမြတ်တင်းမြတ်ချင်းရတာမင်္ဂလာတစ်ပါးပါပဲဟုတ်အဲရရင်ရင်ခုန်တယ်ကိုကတော့အများကြီးပြင်ဆင်ထားပါတယ်ကြိုးစားထားပါတယ်ဒါမဲ့လည်းဟိုဘောနော်ဟိုဘယ်လိုပြောမလဲ ဟိုကိုမင်္ဂလာဆောင်မှာတော့လိုအပ်ချက်တွေလည်းရှိကောင်းရှိပါလိမ့်မယ်ကိုကတော့တက်နိုင်ပြီးတော့အကျိုးစားထားပါတော့။အော်ဟုတ်ကဲ့ပါကျွန်တော်ဒီဆိုင်မှုမွေးကလာပြီးတော့မန်နေဂျာလူတွေလာအားပေးပါဒါလိုက်တာနဲ့ကျွန်တော်အောင်ပြေဆုံးမှာတကယ်ဈေးနှုန်းတက်တာဆိုတာနဲ့ကျွန်တော်တို့ဒီပစ္စည်းတွေစုံလင်ရောက်တင်ရလေးရနိုင်မှာဖြစ်ပါတယ်အားလုံးလာခဲ့ပါလို့ဖိတ်ခေါ်ပါတယ်ခင်ဗျာ။